ေလာရုစ်ကမြန်မာစစ်အုပ်စုတန်းလေကြောင်းကာကွယ်ရေးစနစ် ရောင်းချထားပြီးမြန်မာစစ်ဘက်ဝန်ထမ်းများလည်းလက်ကျင့်တင်ကြားပေးနေကြောင်းသိရပါတယ်။အာနာရှင်လူကာရှန်ဦးဆောင်သည့်ဘေလာရုစ်ဆိုရသည့်မြန်မာစစ်အုပ်စုတန်းလေကြောင်းကာကွယ်ရေးစနစ်တခုရောင်းချထားပြီးမြန်မာစစ်ဘက်ဝန်ထမ်းများအားဘေလာရုစ်တက္ကသိုလ်များတွင်လက်ကျင့်တင်ကြားပေးနေကြောင်း Justice for Myanmar အဖွဲ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။ရှုရပေါက်ကြလာသည့်မြန်မာလေကြောင်းကာကွယ်ရေးကိုကဲမှုထားတာကြောင့်လည်းဘယ်လာရုစ်အာဏာပိုင်များကြားပေးစာများအရ ဘယ်လာရုစ်အာဏာပိုင်များသည်မြန်မာစစ်အုပ်စုအတွက်လေကြောင်းကာကွယ်မှုစစ်စင်ရေးဆိုင်ရာ MMA base နှင့် MADOC သုံးမမြင်ရေဒါနည်းပညာမြေပြင်အခြေစိုက်ဒုံးကျည်စနစ်များအပါအဝင်အစစ်မြင့်စစ်ဘက်နည်းပညာများရပ်ပြောင်းပေးထားသည့်အထောက်အထားများရရှိထားကြောင်း Justice for Myanmar ကထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။မြန်မာစစ်တပ်အတွက်တည်တံ့ဒီဇိုင်းရေးဆွဲထားသောအဆိုပါလေကြောင်းကာကွယ်ရေး MMA base နှင့်ကိုဘယ်လာရုစ်နိုင်ငံပိုင်ကုမ္ပဏီ BSVT မှတဆင့်မြန်မာစစ်တပ်ထံရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းနဲ့ ဘယ်လာရုစ်အစိုးရနဲ့မြန်မာစစ်အုပ်စုကြားအရေးပါသောစစ်ပဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုထောက်ထားတင်များတွေ့ရှိထားကြောင်း Justice for Myanmar ကပြောပါတယ်။အဆိုပါလေကြောင်းကာကွယ်ရေးစနစ်သည်တော်လိုင်းအင်အားစုများအုံပြုနေသော drone များအပါအဝင်ဝင်ဟင်ရှိအရာဝတ္ထုများအားရှာဖွေနိုင်ပြီးပြစ်မှတ်များအားအလိုလျောက်ထိရောက်နိုင်နိုင်ရန်ဒီဇိုင်းရေးဆွဲထားသည့်မြင်ကွင်းကျယ်အလိုလျောက်ထိန်းချုပ်စနစ်နဲ့ Vostok သုံးမျက်မြင် radar နည်းပညာများပါဝင်သည်ဟု Justice for Myanmar ကပြောပါတယ်။ Justice for Myanmar ၏ပြောရေးဆိုခွင့်ရှိသူမယရနာမောင်က အခုအထောက်ထားသူတွေရမြန်မာပြည်သူတွေပေါ်အကြမ်းမဆစ်စင်ရေးဆင်နေပြီးစစ်ရဇွတ်မှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရဇွတ်မှုတွေကိုအပြစ်ပေးအရေးယူခံရနိုင်ခြင်းစိုးစင်းမရှိပဲကျူးလွန်နေတဲ့ဆေးအုပ်စုအပေါ်ဘယ်လာရုစ်နိုင်ငံကဆက်ပြီးပံ့ပိုးကူညီနေတာကိုပြသနေပါတယ်ယူကရိန်းနိုင်ငံပေါ်ရုရှားရဲ့ကျူးကျော်ဝင်ရောက်မှုမှာဘယ်လာရုစ်နိုင်ငံရဲ့ပံ့ပိုးမှုတွေရှိတာကိုသိထားကြပြီးဖြစ်တဲ့အတွက်မြန်မာဆေးအုပ်စုနဲ့ဘယ်လာရုစ်အစိုးရတို့ကြားပူးပေါင်းဆောင်ရွက်မှုအပေါ်မှာလည်း အရေးတကြီးနဲ့ပုံမကျဲတစ်ပြက်ပြက်စိုးရင်တင်ပါတယ်ဟုထုတ်ဖော်ပြောဆိုခဲ့ပါတယ်ထို့ပြင်စစ်ကောင်စီစစ်လက်နက်ထုတ်လို့ရစ်ဆက်ယုံများနဲ့ဆက်နွယ်နေသောမြန်မာစစ်ဘက်ဝန်ထမ်းများသည် Belarusian State University of Informatics and Radio Electronic BSUIR တွင်လေကြောင်းကာကွယ်ရေးစနစ်များအတွက် Radio Electronic Engineering ပညာရည်များသူတင်လာပြုတင်ယူလေ့လာနေသည်ဟုလည်း Justice for Myanmar ကပြောပါတယ်မြန်မာစစ်ဘက်ဝန်ထမ်းများအား Belarus မှာအလေ့ကျင့်တင် जा ပေးနေခြင်းနဲ့ပတ်သက်၍မှတ်ရတနာမောင်ကမြန်မာစစ်ဘက်ဝန်ထမ်းတွေကိုလက်ခံထားတဲ့တက္ကသိုလ်တွေပါဝင် ဘီလာရုစ်အပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေမဖြစ်မနေချမှာပါဘီလာရုစ်နိုင်ငံကတဆင့်မြန်မာနိုင်ငံကိုကွန်ပျူစီတင်မှုမှုမှန်ကြဟန်တာတာစီနိုင်ရေးအတွက်ကြိုးပမ်းအားထုတ်မှုတွေလည်းလှုပ်ဆောင်တက်ပါတယ်ဟုဆက်လက်ပြောကြားခဲ့ပါတယ်ဘီလာရုစ်နိုင်ငံသည်မြန်မာစစ်အုပ်စုနဲ့ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ပြီးပြီးခဲ့သည့်နှစ်များအတွင်းနိုင်ငံကြားပြန်လည်ဆင့်မြင့်ချစ်တီခီးစဉ်များခက်ဆိတ်ဆိတ်ဖြစ်လာခဲ့ပြီး2025ခုနှစ်အတွင်းတွင်တော့စစ်ရာဇဝတ်ခေါင်းဆောင်မေအောင်နိုင်သည်ဘီလာရုစ်နိုင်ငံသို့နှစ်ကြိမ်တွားရောက်ခဲ့ကအာနာရှင်အလက်ဆန်ဒားလူကာရှန်ကိုပါဝင်ထိပ်ပိုင်းခေါင်းဆောင်များနဲ့တွေ့ဆုံခဲ့ပါသည် ဘယ်လာရုစစ်ဘက်အင်ဂျင်နီယာရင်းနဲ့စစ်လက်နက်စစ်ရုံများမှကိုယ်စားလှယ်များအပါအဝင်ဘယ်လာရုစ်ကိုယ်စားလှယ်များသည်လည်းမြန်မာနိုင်ငံသို့အကြိမ်ကြိမ်လာရောက်ခဲ့ကြောင်း Justice for Myanmar ကထုတ်ပြန်ထားပါသည်။ဆလင်ဂျီတရကန်းရွာကိုစစ်တပ်ကစက်တက်လေးထိဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၄ဦးသေဆုံးကြောင်းသိရပါသည်။သကိုင်းတိုင်းဆလင်ဂျီမြို့နယ်တရကန်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်တပ်ကစက်တက်လေးထိများဖြင့်ပြစ်ခတ်တိုက်ခိုက်ရာပြည်သူ၄ဦးနေရောင်တွင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းဒေသပြည်သူတို့ကပြောပါသည်။ဂျွန်လ28ရက်နေ့နာနဲ့9နာရီခန့်အချိန် တဲ့အကိုင်းတေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအချမ်းဖက်စစ်တပ်ကပါရာမိုတာခေါ်စစ်တပ်လေထိဖြင့်ဘုံနှလုံးတဲချတိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်အချမ်းဖက်စစ်တပ်ဤဘုံတဲတိုက်ခိုက်မှုအတွင်းတေးရွာနေပြည်သူအမျိုးသမီး၃ဦးနဲ့မြို့သား၁ဦးဒေဆုံးခဲ့ပြီးပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရကြောင်းသိရပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာတဲ့စစ်တပ်လေထိနေစင်းနဲ့ကိုးနိုင်ဝန်းကျင်လောက်မှာတဲအကိုင်းရွာကိုတဲချသွားတာပြည်သူ၄ဦးဒေဆုံးနဲ့၄ဦးလုံးကတော့တဲကျေးရွာကပါပဲအသက်အရွယ်ကတော့ကျွန်တော်မသိရသေးဘူး မင်္ဂလာ3ဦးနဲ့အမျိုးသားတအူးလို့သိရတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါတယ်။ထင်းရမြတ်တွင်အချမ်းပဲစစ်တပ်၏စစ်သင်္ဘောများပါဝင်သောစစ်ရရင်စလီစင်းပါအုပ်စုသည်နှစ်ကြောင်းတလျှောက်တက်လာပြီးစစ်တပ်လေထီးများကပါလိုက်ပါဝန်းရံကကြေးရွာများကိုဘုံကျဲတက်ခတ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။နောင်ချိုမြို့သို့စစ်တပ်ကအင်အားအလုံးရင်းဖြင့်ထိုးစစ်ဆင်ရတွင်စစ်မှုထမ်းတပ်သားတများကိုမူရစေဝါများကြွေးကအသေးခံတိုက်ခိုင်းနေကြောင်းသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကို တိမ့်ပိုင်နိုင်ရေးအတွက်စစ်တပ်ကစစ်မှုထမ်းတပ်သားတင်များကိုမှုရဆေးကြွေးကအသေးခံတိုက်ခိုင်းနေပြီးစစ်တပ်ထဲမှထွက်ပြေးနေသည့်စစ်သားများကိုလည်းကဲထုတ်ပေးနေရကြောင်းဓနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA တပ်ဖွဲ့မှသတင်းနဲ့ပြန်ကြားတာဝန်ခံကပြောပါတယ်။နောက်ချိုမြို့ကိုပြန်လည်တိမ့်ပိုင်နိုင်ရေးအတွက်စစ်ကောင်စီတပ်ကစစ်မှုထမ်းတပ်သားတင်များပြည်ဦးလွင်စစ်တင်နာကြောင်းမှကြောင်းတင်းစစ်သားများကိုအုံပြု၍ပြည်ဦးလွင်မြို့နယ်ဘက်မှတောင်ခမ်းဘက်မှစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်းနှစ်ခုဖြင့်ထိုးစစ်ဆင်လက်ရှိရာ တဖက်သက်အပြစ်ခတ်ရဆဲထားသည့် TNL နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကခုခံတိုက်ခိုက်နေကြောင်းသိရပါတယ်။စေကျွင်းပြီးနောက်ကနေအမင်ပီးတက်ခိုင်းတော့အဆုလိုက်အပြုံလိုက်တက်တယ်။အဆုလိုက်အပုံလိုက်သေးတယ်။အဲ့ဒီသေးတဲ့အလောင်းတွေကိုကြော်ခွားပြီးနောက်ထပ်ထတိုးတာမျိုးကအမြဲကြုံရပါတယ်။လူသားတိုင်းဆိုလည်းဟုတ်တယ်။အသိခံတပ်သားဆိုလည်းဟုတ်တယ်။မြင်ရတဲ့မြင်ကွင်းကကိုယ့်လူတွေပါသွေးပြက်ချင်စရာမျိုးပါပဲ။တကယ်လူဆွေးပြောက်အောင်လုပ်ထားတာပါ။ကျွန်တော်တပ်ဖွဲ့တွေရှိတာတိတိကျကျနဲ့တက်လာတာပြီးတော့ပျောက်တောက်ထိုးနေတာအနိကတက်လာထိုးတော့အနိကစော်ကြတာ။ ိုယ့်ဘက်ကလည်းထိတာတွေရှိပါတယ်ဟုဒနုပြည်သူလူမျိုးရေးတက်တော် DPLA ကပြောပါတယ်။ထို့ပြင်စစ်ကောင်စီတပ်အတွင်းမှထွက်ပြေးနေသည့်စစ်သားများလည်းရှိရာတချို့မှာအကူအညီတောင်းခံလာသဖြင့်ယခုရက်ပိုင်းတွင်ရှေ့ဦးထက်မင်းရဲ့ကိုကဲထုတ်ပေးထားမှုရှိကြောင်းထို့သို့ကဲထုတ်ပေးထားသူများကိုတက်ဆိုင်ရနယ်မြေဒေသရှိတော်လိုင်းအဖွဲ့နဲ့ချိန်ဆက်စစ်စစ်အတည်ပြုကလူမျိုးနယ်မြေသို့ပို့ဆောင်ပေးခဲ့ရကြောင်းသိရပါတယ်။စစ်မှုထမ်းဥပဒေနဲ့ဆွဲခံရပြီးတော့ရှေ့တန်းရောက်လာတဲ့သူတွေကူညီတောင်းလို့ကဲထုတ်ပေးရတာဒီအပိုင်းမှာရှေ့ရောက်ထက်မနေရှိပါတယ်။ အင်းတော့ကြောက်ကူဖက်ကရောနောက်ချိုတဝိုက်မှာရောအမြဲလိုလိုဖမ်းမိတာထွက်ပြစ်ခြင်းတို့ခေါ်ထုတ်ပေးရတာတွေရှိတယ်။တထဲကပြစ်ခြင်းတဲ့သူတွေအများကြီးပဲထိုးစစ်လုပ်ဖို့တမအစုံအကြောင်းအစုံကဆွဲထုတ်ပြီးထိုးစစ်လုပ်နေတာပါ။အင်းအားကမြဟံပြထားတာဝါရဖြန်နာကအစရှိစုမဲ့စုအင်းအားနဲ့တိတ်ခါဆဲခြင်းတို့မနိုင်မသိသိနဲ့ထိုးစစ်ဆင်နေတာပါဟုဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA မှတာဝန်ရှိသူကပြောပါတယ်။စစ်မှုထမ်းပေါ်တာဆွဲခံရမည့်သူများနေဖြင့်လွတ်မြောက်ရာနေရာသို့တင်းရှောင်လေထိုင်ကြရန်ပေါ်တာဆွဲခံရပြီးစစ်တပ်အတွင်းသို့ရောက်ရှိနေသူများနေဖြင့်လည်း မရောက်နိုင်တဲ့အပေါင်းပါလူစုအတွက်အသက်မသေးခါမဲ့ရရနီလာနဲ့ရုံးထွက်ကြရန်တိုက်တွန်းထားပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကဂျွန်လတလလုံးအပြစ်ခတ်ရစဲရေးကျင်ညာထားတော်လဲနောက်ချုံမျိုးတို့စစ်ကြောင်းများဖြင့်အင်အားပြည့်ထိုးစစ်ဆင်နေတဲ့ဖြင့်လက်လက်ကြီးများပြစ်ခတ်ခြင်းလေကြောင်းတက်ခတ်ခြင်းများကိုလည်းဆက်တိုက်လှုပ်ဆောင်နေကြောင်းသိရပါတယ်။ထိုင်းဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်ဖို့ထောင်နဲ့ချီဆန္ဒပြကြောင်းသိရပါတယ်။ဘာကောင်မျိုးရှိ Victory Monument မှာထောင်နဲ့ချီအစိုးရဆန့်ကျင်ဆန္ဒပြသူတွေကထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်သာဝက်ရာထူးကောင်နဲ့နှုတ်ထွက်ပေးဖို့ ဂျွန်လ28နေ့မှာတောင်းဆိုခဲ့ကြပါတယ်။တန်တမာရေးရာဖုန်းခေါ်ဆိုမှုအတန်ဖိုင်တစ်ခုပေါက်ကြားခဲ့ပြီးနောက်ဝန်ကြီးချုပ်ပေတုံတန်ရဲ့ခေါင်းဆောင်မှုပေါ်ပြည်သူလူထုရဲ့ဒေါသကိုစွပ်ပေးလိုက်သလိုဖြစ်တာကြောင့်ရာထူးကလည်းနှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ပေါက်ကြားခဲ့တဲ့ဖုန်းခေါ်ဆိုမှုဟာနှစ်နိုင်ငံ내ကြပြည်ပိခါကိုဖြည့်ရှင်းဖို့ယူရခဲ့တာဖြစ်ပါတယ်။ဒီဖုန်းခေါ်ဆိုမှုအတွင်းမှာပေတုံတန်ကကမ္ဘောဒီးယားဝိုင်းရဲ့နိုင်ငံရေးသမားကိုဦးလေးလို့ခေါ်ခဲ့သလိုထိုင်းစစ်တပ်အကြီးအကဲတဦးကိုသူမရဲ့ပြန်ဖက်ဖြစ်ညွှန်းခဲ့ပါတယ်။ဖောက်ဆောင်တိုက်ပွဲတကြော့ပြန်ပြန်လည်ပြန်လာကြောင်းသိရပါတယ်။ ရင်ဒီပြည်နယ်ဖားဆောင်မြို့တင်းတက်ပွဲတကြော့ပြန်ပြန်လည်ပြင်းထန်နေပါတယ်။ဂျွန်လ25ရက်နေ့နောက်ပိုင်းကကင်နီပူပေါင်းတပ်များသည်ဖားဆောင်မြို့တွင်ကြာရှိသောခလာရ133တွင်နဲ့135တပ်နှစ်ခုကိုထိုးစစ်အခြေမြင့်ခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်များကပြောပါတယ်။တိုက်ပွဲတွေကပြင်းထန်နေပါတယ်။တခြားအခြေအနေကတော့အလွတ်လုံနေကြတော့မဟုတ်ပါဟုဖားဆောင်မြို့ရှိကာကွယ်တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။စစ်ကောင်စီအခြေစိုက်တပ်တစ်ခုတွင်သို့ထိုးဖောက်ဝင်ရောက်ထားသည့်သတင်းတချို့ထွက်ပေါ်နေတော့လေကင်နီတပ်ပေါင်းစုဘက်ကတိကျမှတ်ချက်မရသေးပေ။ကာကင်းတွေရတယ် တပေါင်းစုဘက်ကအဖိတ်စဉ်တချို့ရှိသလိုစက်ကစားဘက်ကထိခိုက်သေးဆုံးနာတွေများတယ်ဟုဂီနီစစ်ဘက်သတင်းရင်းမြစ်တူကဖားဆောင်မြို့တိုက်ပွဲအခြေအနေကိုရှင်းပြပါတယ်။ဖားဆောင်မြို့ရှိစစ်ကောင်စီရဲ့ခြေစိုက်စခန်းဖြစ်သောအမှတ်13နဲ့အမှတ်135ခြေလင်းတရင်ခလာရ13နဲ့135တို့သည်ဒလွယ်ခုအနေထားတွင်ရှိပြီးတပ်နှစ်ခုကြားပိတ်3000ဝန်းကျင်သာကွာဝေးပါတယ်။ဘောလုံးကွင်း3ခွင်းကျော်အကျယ်စီရှိသည့်ထိုတပ်နှစ်ခုတွင်ဘန်ကာများစွာဖြင့်ခိုင်မာခံစစ်ပြင်ထားကြောင်းသိရပါတယ်။ ဖားဆောင်မြုံနယ်၏အရှိတ်ချားတွင်ကရင်ပြည်တပ်ပေါင်းစုကသိမ်းပိုက်ထားပြီးဖြစ်သောမဆက်မြုံနယ်ရှိကအနောက်ဘက်ချားတွင်ကရင်ပြည်နယ်တာနောင်ကြီးတောင်ဘက်ချားတွင်ဖားပုံနယ်မြောက်ဘက်ချားတွင်ဘော်ခဲမြုံနယ်တို့ရှိပါသည်၂၀24ခုဖေဖော်ဝါရီလ29ရက်တွင်စတင်သည့်ဖားဆောင်မြုံသိမ်းတပ်ပွဲတွင်စစ်ကောင်စီတပ်စခန်း၉ခုနှင့်ကာကင်းနေရာ၃ခုကိုကရင်ပြည်တပ်ပေါင်းစုကသိမ်းပိုက်နိုင်ခဲ့ပြီးအခြေဆက်တိုက်ရဲ၂ခုဖြစ်သောခလာရ၁၃လေးနှင့်ခလာရ၁၃၅တိုက်ရင်သာကျန်ရှိနေခြင်းဖြစ်ကြောင်းသိရပါသည်